မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဒီနေ့မှာတော့ဆရာကတောက်ကြတာသမီမိတ်ဆွေများအတွက်2025ခုနှစ်9လပိုင်းမေ15ရက်ကနေ22ရက်နေ့ထိတပတ်စာဟောစရံကိုဆရာတာရော့ကတ်ပြင်ဆွဲပြီးမှဖြစ်တဲ့အတွက်ဥစွာပထမတောက်ကြတာသမီမိတ်ဆွေတွေအားလုံးအဆတ်အယယာမှန်သမျှဘေးပရာတွေဝေးကွာကြပါစေကြောင်းဒီကနေ့ဆရာကမေတ္တာပို့ဆုတောင်းထုတ်ပြန်ပြုလိုက်ပါတယ်လက်ရှိတောက်ကြတာသမီများမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာ ခยีထွားကျင်တဲ့စိတ်တွေခยีထွက်ရှင်တဲ့စိတ်တွေဖြစ်ပေါ်နေပါတယ်လက်ရှိရှိနေတဲ့နေရာကနေပြီးတော့အပြောင်းလဲလှုပ်ဆောင်ရင်ကောင်းမလားသူမဟုတ်တနည်းအားဖြင့်ပဲခยีထွားရင်ကောင်းမလားခยีထွက်ရင်ကောင်းမလားလက်ရှိရှိနေတဲ့နေရာကနေမပျော်ဘဲနဲ့အဲတရားမပြောသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းလဲနဲ့အပြောင်းရွှေ့လှုပ်ရှင်နေတာမျိုးခยีထွားကိစ္စလေးတွေအရွှေလားလှုပ်ရှင်နေတာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောနေတာကြောင့်တနည်းအားကိုယုံထွက်ပြေးထွက်သွားခြင်းတဲ့စိတ်မျိုးတွေဖြစ်ပေါ်နေတာအသေးချာပဲဖြစ်ပါတယ်ခင်ဗျာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်မိတ်ဆွေ တောက်ကြတာသမီးတွေဟာကျမ်းမာရေးနဲ့ပတ်သက်လိုက်ဘာမှလို့ဆူဆူဝါးဝါးဘာမှမရှိပါဘူးလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ဟိုနားလည်းပါရဒီနားလည်းပါရတာမျိုးတွေကြောင့်လုပ်ငန်းကံကံနဲ့ပတ်သက်လို့ချင်းဟိုနေရာလည်းပါရဒီနေရာလည်းပါရကြောင့်အလုံးနဲ့ပတ်သက်လို့ချင်းကိုကနေရာတကာမှာကိုနပါဒီနပါဖာနေရတဲ့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတာမျိုးအဲကိုကဟိုနေရာကဥဆောင်ကမှ ဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့ဘာကိုလှုပ်လို့အခက်အခဲတော့မရှိဘူးဒါပေမဲ့စိတ်ပန်းလူပန်းစိတ်မောလူမောပြအများကြီးတတ်တော့အပတ်တာကြောင့်အဲဟိုစွနလူပေါ့ ဟိုကိုကိုကိုဟို PR တွေများနေတာမျိုး stress တွေများနေရလို့ခံစားတတ်တယ်။ငါတို့ကအချိန်ကြမ်းမာရင်းနဲ့ပတ်သက်လို့ညံ့နေတဲ့သူတွေတော့စီဝါကောင်းဆရာသမားအကောင်းနဲ့အကူလိုက်လို့ရှိရင် တက်တာလာမဲ့ကာလဖြစ်ပြီးတော့စစိုးဝဝတော့ဘာမှမရှိလာပါဘူးလုပ်ငန်းကိုင်ကအလုံးနဲ့ပတ်သက်လာရင်ရန်အန္တရာယ် HPI ဆိုင်နေများနေတယ်လုပ်ငန်းကိုင်ကနဲ့ပတ်သက်လာရင်ကိုကိုယ်တိုင်ဥဆောင်မှရမဲ့ကာလဖြစ်တယ်လုပ်ငန်းနဲ့ပတ်သက်ရင်ကိုကရန်နေကြားတဲ့ကအပြိုင်ဆိုင်တိုက်ခိုက်နေကြတဲ့ကနေပြီးတော့ဣထအောင်မြင်အောင်ကြော်လွားရမဲ့ကာလဖြစ်တဲ့အပြင်ကိုမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်လို့တတိထားစင်နေရမဲ့ကာလဖြစ်တယ်အများနဲ့ပတ်သက်တာတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေဘာသာစကားတင်နန်းနဲ့ပတ်သက်တာတွေရှေ့တို့ဆောင်ရလှုပ်ဆောင်ရအားသာပါတယ်ဒါအပြင်မိတ်ဆွေတို့ အနေနဲ့အယောင်းဝယ်ဆိုင်ရာကိစ္စကုသန်းယောင်းဝယ်ဆိုင်ရာကိစ္စတွေအဖွဲ့အစည်းအမွေနဲ့ပတ်သက်တာတွေရှေ့တူဆောင်ရလှုပ်ဆောင်ရင်ကောင်းသောကာလအပတ်တာကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလအတိုင်းနာထဲမှာဆိုရင် လူမျိုးရေးကိစ္စလေးတွေဘာသာရေးဆိုင်ရာတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေအမိနာမခံလုပ်တဲ့အလုပ်ငန်းတွေပကြီပခုဗေဒင်ပေဒစံကြံတရုပ်ဆောင်အဆအရှိရာတွေအစိုးအကအရေးတိသူခုမနဲ့ပတ်သက်တာတွေစတင်ရှိတို့လှုပ်ဆောင်လို့ရတယ်။ဘာကိုလှုပ်လို့တော့လုပ်ငန်းကိုင်ကအလုပ်နဲ့ပတ်သက်ရင်ကိုကအမိခံပြီးဥဆောင်လို့မှသာအောင်မြင်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့မိဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လို့ဂယူဆိုင်တတိထားဆင်နေရမယ်လာဖြစ်တာတော့အသေးစားပဲဖြစ်တယ်။မဟုတ်မဟုတ်တတိနေပြောရတတ်တာမျိုးလေးတွေကြုံရတတ်တယ်။အထူးသဖြင့် ညံ့နာလေးတွေကိုဆက်လက်ပေါ်ပြပေးပါရစေ။ညံ့နာလေးအနေနဲ့မိတ်ဆွေတို့နဲ့လက်ရှိကာလအတွင်းမှာအဲမိသားစုကိုဘာကိုလှုပ်လှုပ်မိသားစုဝင်ဝင်နဲ့တိုင်ပင်တာမျိုးတွေကိုကလှုပ်တော့ကိုကိုမိသားစုအိမ်နွေးရေးကိစ္စလေးတွေမှာနားလည်မှုအားနည်းတာမျိုးတွေဖြစ်တဲ့အတတ်တဲ့အတွက်ကြောင့်မလို့မိမိရဲ့အိမ်နွေးရေးကိစ္စမိသားစုရေးကိစ္စတွေမှာကိုကကိုညီပေးနိုင်ရင်ကိုညီပေးလိုက်ဖြည့်ရှင်းပေးနိုင်ရင်ဖြည့်ရှင်းပေးလိုက်ဒါပေမဲ့ကိုမတက်နိုင်တဲ့အပိုင်းကဏ္ဍတွေမှာစေတနာတွေပို့ပြီးတော့ဖြည့်ရှင်းတာမျိုးလေးတွေအဲဆွမ်းနာတွေပို့ပို့ပြီးတော့ ဟိုကူညီနိုင်တာမျိုးတွေကြောင့်ကိုယ့်ကိုလာပြီးကိုယ်ကဖြည့်ရှင်းကမှာကိုယ့်ကိုလာပြီးမုံတက်တဲ့အတွက်တတိထားဆင်ញင်ရမယ်ကာလာအပိုင်းကြာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုတတိထားဆင်ញင်ပေးဖို့လိုအပ်ပါတယ်ဒါအပြင်မိษွေတို့အနေနဲ့လက်ရှိကာလာအတိုင်းတာပြမှာဆိုလို့ရှိရင်စားတောက်ကုန်လုပ်ငန်းတွေဆက်တူဆိုင်ရာလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအစုရှယ်ယာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာပုံမှုအားသာကောင်းမွန်ပြီးတော့အကျိုးပေးစေသောကာလာအပိုင်းကြာဖြစ်ပါတယ်ခင်ဗျာ သတိထားစီနေရမယ့်အချက်လေးတွေနေနဲ့ငွေကြီးနဲ့ပတ်သက်လို့ငွေကြီးအာမခံကိစ္စလေးတွေမှာမလုပ်ပါနဲ့ငွေကြီးရှိတာငှားတာလေးညံ့ပါတယ်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာလက်ထဲမှာလူမြင်ရင်ကိုငွေမမြဲတတ်တဲ့ကာလဖြစ်ပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့အရာလေးမှာအရင်ကြီးလုံငန်းရင်းငန်းရှိတာမျိုးတွေငွေကြီးနဲ့ပတ်သက်လာရင်အဲငွေကိုငွေစစ်တဲ့လုပ်ငန်းလေးတွေမှာသတိထားစီနေရတာအတွက်လိုအပ်သောကာလအပိုင်းခြားကာလဖြစ်ပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောလိုက်ကြားလိုက်ပြရစီခင်ဗျာဒါအပြင်တောက်ကြတာသမီးမိတ်ဆွေဒီလက်တာတို့ဒီမှာဆိုရင် အဆက်ဆက်ရရအမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရရှိတာမျိုးမိမိရဲ့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်သောအပတ်တာဖြစ်တယ်။ယာရုလုပ်ငန်းအပြောင်းအလဲနဲ့ပတ်သက်ရင်ယာရုပြောင်းနိုင်ပါတယ်။ဒါပေမဲ့ယာရုနေရာထိုင်ခင်းထန်ဂရိုင်းကာလာလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လို့အကုန်ကြများရတတ်ပါတယ်။ယာရုတိုးယာရုတက်လို့တဲ့မိတ်ဆွေများဖို့မျက်စွာဖျားမှာကြံရည်နှစ်ခွက်ကိုလူလူပါအဲ့ဒီကြံရည်လူရဲ့ခွက်ပေါ်မှာယာရုတိုးပါစီလို့ရေးပြီးတော့အကြံစီတွေအောင်မြင်အောင်မိမိအိမ်မျက်စွာဖျားမှာယာရုမပြောင်းမရှင်းထိုးထားလိုက်ပါ။ယာရုတွေတိုးတက်ပြောင်းလဲပြီးကောင်းမွန်လာမှအသေးချာပဲဖြစ်တယ်။အကျို းပေးသောကဏအခရာတွေနေနဲ့ဆိုနှစ်ကဏ၊ရှောက်ကဏ၊ခုနှစ်ကဏတွေဟာမိတ်ဆွေတို့အတွက်အကျိုးပေးကံကောင်းစီပြီးအကျိုးပေးစီသောအယောင်ဟာအနီညိုရောက်အပြာရောက် အဝါရောင်တွေကမိတ်ဆွေရဲ့ကံကိုတိုးတက်စေပါလေခင်ဗျာနော်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အငွေကြီးကံတွေဟာအင်မတန်ကောင်းမွန်အားသာပါလိမ့်မယ်တိုးသောဘာကိုဖြစ်ဖြစ်မိတ်ဆွေတို့နေနဲ့အပေါင်းအသင်းဟောင်းမိတ်ဆွေဟောင်းတွေနဲ့ပတ်သက်လို့တည်ထားပါကိုမမြင်မတွေ့ရပဲကိုမဥဆောင်ပါပဲနဲ့ငွေကြီးနဲ့ပတ်သက်လို့ယုံကြည်ကြီးချေရဝင်တာမျိုးအဆုစရာထဲ့တာမျိုးရှိတာငါတာမျိုးတွေမှာအများအဖြစ်ညံ့နေအတွက်တော့တည်ထားပါဘာကိုလှုပ်လို့ဒီတလတာတော့ဒီရဲ့အပတ်တာတော့ဒီမှာဆိုမိတ်ဆွေတို့နေနဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်တဲ့အခါမှာ၁၈ရက်နေမှာအရေးကြီးတဲ့ကိစ္စတွေကိုချေတိုးဆောင်ရအားသာကောင်းမှုပြီးတော့ တိုးတက်အောင်စွမ်းဆောင်နိုင်သောအပတ်တာဖြစ်ပါတယ်ခင်ဗျအဆက်ဆက်ရရအောင်မြင်စီပြီးတိုးတက်စီပြီးကံကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ပြည်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ကံကောင်းစီရန်လူရမှုကိစ္စတွေပြုမှုဆောင်ရွက်တဲ့အခါကံအားသာကောင်းမှုတိုးတက်စီရန်အတွက်အရေးကြီးတဲ့ကိစ္စလိုရာမှုကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမြက်စွာဖရားမှာတောက်ရီခုနှစ်ခွက်ကိုဗန်းတစ်ချက်ထဲမှာမြက်စွာဖရားကိုတောက်ရီခုနှစ်ခွက်လှူပြီးသွားရင် အောင်မြင်တိုးတက်မှုတွေရရှိပါလိမ့်မယ်ခင်ဗျာ ဒါပြင်အရှိအိမ်နောင်ကြီးနဲ့ပတ်သက်ရင်လူငယ်တွေရှစ်တူလဲရအိမ်နောင်လဲကြဖျက်ရတာမျိုးပူဇာဘက်ပေါ်လာတတ်ပါတယ်အိမ်နောင်ရှင်များဘုံငကူကသွေးအေးနေတော့အိမ်နောင်ကြီးတွေမှာတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုမလွယ်တော့အိမ်နောင်ကြီးတွေမှာပြန်လဲအဆင်ပြေတာမျိုးမိမိအိမ်နောင်ဘက်နဲ့မိမိနဲ့ညှိနှိုင်းမရတဲ့ကိစ္စတွေမှာလက်ရှိမှာညှိနှိုင်းတိုင်မိမိအကြံဉာဏ်ယူရအိမ်နောင်ကြီးနဲ့ပတ်သက်လို့ရှိရင်အဆင်ပြေမဲ့ငကူကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တော့ အပတ်တာဖြစ်တာတော့ဆရာကကျင်းတယ်မလို့ပြောလိုက်ပြရစီအဆက်ဆက်ရရအစီအပြေစီပြီးတော့တိုးတက်စီရန်အတွက်ပြုလုပ်ရမယ့်အရာအနေနဲ့ဆိုရင်မိတ်ဆွေတောက်ကြတာသမီးတွေဟာဘာကိုဖြစ်ဖြစ်တုံဆိုင်တွေ့ဝင်မနေပဲနဲ့ချစ်ထလုပ်လိုက်ပါအကျွေးမထားပဲနဲ့အရေးရဲ့ကြီးဆလုပ်လိုက်အောင်မြင်သွားမှအသေးကြပဲဖြစ်ကြောင်းပြောရင်းနဲ့တောက်ကြတာသမီးမိတ်ဆွေ2025ငားလာပါတွေ့မှာအဆက်ဆက်ရရအစီအပြေအောင်မြင်လို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေလို့ဆရာကဒီကနေ့မေတ္တာပို့ထောပနာပြုဆန္ဒပြုတာ ရင်းနဲ့ဆရာတို့နောက်တစ်ပတ်မှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်ဆရာငန္ဓာပီတမင်းကြီးခွန်ကိုးတုံညာနှစ်ကိုးတုံညာလေးတခြား WhatsApp Telegram မှာဖြစ်စေ Viber မှာဖြစ်စေဆက်သွယ်မိများနိုင်ကြောင်းနဲ့ TikTok မှာဆရာ Messenger မှာဗီဒီယိုမဟုတ်ကြောင်းနဲ့အခြားအရာလေးတွေရှိရင်တတိတာဆင်ညင်ပေးပါအဲဆရာငန္ဓာဖုန်းနံပါတ်တစ်လုံးနဲ့သုံးကြောင်းနဲ့ TikTok Messenger မှာဗီဒီယိုမဟုတ်ကြောင်းပြောလို့ပါတယ်ကျေးဇူးတင်ပါတယ်ဆရာတို့နောက်ပတ်မှာပြန်ဆုံကြတာပေါ့ဗျာ